အင်းဒီဂျီနိုင်ငံတွေနဲ့မတူကွဲပြားမှုတွေကိုစီမံခန့်ခွဲခြင်းထောက်ပံ့ရေးကွင်းဆက်တွေကိုတိုးမြင့်ခြင်းနဲ့မဟာဗျူဟာမြောက်ဆက်ဆံရေးကိုခိုင်မြဲအောင်လှုပ်ဆောင်မယ်လို့တရုတ်သမ္မတရှီကျင်းဖင်ကကတိပြုခဲ့ကြောင်း South China Morning Post ကဖော်ပြခဲ့ပါတယ်။ CIAP ရှေ့ရက်နဲ့ကိုရက်မှာပြုလုပ်ခဲ့တဲ့အင်းဒီဂျီနိုင်ငံတွေနဲ့တန်တမန်ဆက်ဆံရေးဆိုင်ရာအလုပ်ယုံဆွေးနွေးပွဲမှာအဲ့ဒီမှတ်ချက်စကားတွေကိုပြောကြားခဲ့တာဖြစ်ပါတယ်။အဲ့ဒီပြောကြားချက်တွေဟာအမေရိကန်နဲ့တရုတ်ကြားကုန်သွယ်ရေးစစ်ပွဲအရှင်ပြင်းထန်လာပြီးနောက်ရှီရဲ့ပထမဆုံးလူသိရှင်ကြားထုတ်ပြန်တဲ့မိန့်ခွန်းဖြစ်ခဲ့ပါတယ်။အစည်းအဝေးအတွင်းရှီကအပြန်အလှန်ဖလှယ်မှုရှိတဲ့အနာဂတ်အတိုင်းအဝန်းကိုတည်ဆောက်တာ ဟာအနီချင်းနိုင်ငံတွေနဲ့တရုတ်နိုင်ငံရဲ့တနမန်ဆက်ဆံရေးကိုထိတ်တန်းနေရကိုရောက်စေလိမ့်မှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံနဲ့အနီချင်းနိုင်ငံတွေရဲ့ဆက်ဆံရေးဟာခေတ်သစ်တမိုင်းမှာအကောင်းဆုံးအခြေအနေအထိရောက်ရှိခဲ့ကြောင်းနိုင်ငံပိုင်ဆင်ဟွာသတင်းအေဂျင်စီက EB ကိုရမှာထုတ်ပြန်ခဲ့ပါတယ်။တချိန်တည်းမှာပဲမိမိတို့ဟာဒေတာတွင်နဲ့ကမ္ဘာလုံးဆိုင်ရာအခင်းကျင်းတွေပြောင်းလဲနေတယ်။အရေးကြီးတဲ့အချိန်ခါအတွင်းကိုဝင်ရောက်နေကြောင်းထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။တရုတ်ထက်ဒီကောင်းဆောင်တွေဟာအနီချင်းနိုင်ငံတွေနဲ့တနမန်ဆက်ဆံရေးနဲ့ပတ်သက်ပြီး2013ခုနှစ်ကတည်းကအခုလိုဆွေးနွေးပွဲတွေကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအပြင်တရုတ်ကောင်းဆောင်တွေဟာ အမေရိကန်ရဲ့ပြန်ဆန်မှုပြင်းထန်လာချိန်မှာ2023ခုနှစ်ကဦးစားပေးအစီအစဉ်ဖြစ်လှုပ်ဆောင်ခဲ့တဲ့အာရှနိုင်ငံတွေနဲ့ဆက်ဆံရေးခိုင်မာအောင်တည်ဆောက်မဲ့လုပ်ငန်းစဉ်ကိုပုံမအယုံဆိုင်လာတဲ့အခြေအနေကိုအခုနှစ်ဆွေးနွေးပွဲကမိမောင်းထိုးပြသရာရောက်ခဲ့ပါတယ်။